မောင်တော်မြို့လေးမိုင်မကြီးကောင်းကြီးရွာမှာစစ်ကြံလက်ပစ်ဘုံကိုအပြင်းအလန်ပြစ်ဒဏ်ကစားရကနေပောက်ကွဲမှုဖြစ်ပွားပြီးအသက်၁၀နှစ်အရွယ်တပ်လူမျိုးခလေးငယ်၂ယောက်သေဆုံးခဲ့ရကအသက်85နှစ်အရွယ်ရခိုင်လူကြီးတယောက်လည်းဒဏ်ရာရရှိသွားခဲ့တယ်လို့သတင်းရရှိပါရယ်။မကြီးကောင်းကြီးရွာကခလေးငယ်၂ဦးဟာမေလ၈ရက်နေ့နေ့လယ်တနာရီကျော်အချိန်ကသူတို့ကောက်ရခဲ့တဲ့စစ်ကြံလက်ပစ်ဘုံတစ်လုံးကိုရွာရဲ့အရှိတ်ဖက်တော်ဆက်မှာတယောက်နဲ့တယောက်ပြစ်ဒဏ်ကစားရကနေ လက်ပစ်ပုံပောက်ခွေးမှုဖြစ်ပွားခဲ့တာဖြစ်ပါရယ်ပွေရှင်ပြီးတည်ဆုံသွားခဲ့ရတဲ့ကလေးငယ်ကတော့ဥမောင်ညွန့်ရဲ့သားအသက်၈နှစ်အရွယ်မောက်သက်ရှူဖြစ်ပြီးဆေးရုံကိုယူဆောင်သွားစဉ်လမ်းမှာတည်ဆုံသွားသူကတော့အသက်၁၀နှစ်အရွယ်မောင်ရှစ်အောင် ဖြစ်တယ်လို့သိရပါရယ်တန်ရရရှိသွားသူကတော့အသက်85နှစ်အရွယ်ဦးအောင်သက်ထွန်းဖြစ်တယ်လို့သိရပါဗျ။မောင်တော်လေးမိုင်ကမကြီးကုန်းကြီးွားဟာအင်ချီ250လောက်ရှိပြီးတက်လူမျိုးတွေနဲ့ရခိုင်လူမျိုးတွေနေထိုင်ကြတာဖြစ်ပါဗျ။ အာရခပြည်သူတော်လှန်ရေးအစိုးရအနေနဲ့မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်တွေအသည့်ပညာပေးတာတွေကိုလှုပ်ဆောင်နေပေမဲ့လည်းအခုလိုပောက်ကွေးမှုတွေဖြစ်ပွားနေပြီးမကြာခဏတည်ဆုံတဲ့အရာရရှိမှုတွေလည်းရှိနေတာဖြစ်တယ်လို့သိရပါဗျ။